မော်တော်ယာဉ်လုပ်ငန်းစုကြီးတွေရဲ့ကားစေယုံတွေမှာစေယုံနီးပညာတွေတုံးချနေတာစေသူနှစ်နှစ်ချီကြာမြင့်ခဲ့ပြီးပါပြီဥပမာပြောရမယ်ဆိုရင်ကားစိတ်ပန်းတွေတက်စင်တဲ့စေယုံလက်တံမျိုးတွေကိုကြည်ကြဲပြန့်ပြန့်အသုံးပြုနေပါတယ်ဒါပေမဲ့ဂျောင်းလေးရဲ့နာမည်ကျော်မော်တော်ယာဉ်လုပ်ငန်းစုကြီး Mercedes Benz ကတော့ကုမ္ပဏီရဲ့စေယုံနီးပညာပေါင်းဆက်တုံးချမှုကိုနောက်တစ်ဆင့်မြင့်တင်နေနေလူတူစေယုံတွေကိုလုပ်ငန်းခွင်ထဲမှာထည့်သုံးနေပြီဖြစ်ပါတယ် ဂျာမနီနိုင်ငံပါလီမန်ရှိတဲ့မာစီဒီဘန်ဆိုင်ုံတစ်ခုမှာလူလူဆဲဦးတွေအုံပြမှုကိုစံသက်အဆင့်စတင်နေပြီးရလဒ်တွေလည်းကောင်းမွန်နေဆိုပါတယ်။မာစီဒီဘန်စ်ကအထူးမှာယူထားတဲ့လုပ်ငန်းခွင်သုံးဆဲဦးတွေကိုအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aptronic ကထောက်ပံ့ပေးနေပါလေ။အဲ့ဒီကုမ္ပဏီဟာတက်ဆက်လူလူဆဲဦးတခွဲသုတေသနဌာနရဲ့လုပ်ငန်းခွဲဖြစ်2016မှာစတင်ထူထောင်ထားတာပါ။အာဘလိုလိုနာမည်ပေးထားတဲ့လူတူဆဲုပ်တွေဟာခုတော့မာစီဒီဘန်စ်ရဲ့ဆဲုပ်ထဲမှာ လူသားလှုပ်ဖို့ကံပဲတွေနဲ့တူတူပါဝင်လှုပ်လုံနေပါတယ်။ဒလောစင်မှာအဲ့ဒီစိတ်ဥတွေကိုလူပစ္စည်းသိယူပို့ဆောင်မှုနဲ့အလုတ်သဘောရတူညီတဲ့လှုပ်ရှားမှုတွေကိုပဲအချင်းချင်းလှုပ်ရတဲ့တာဝန်မျိုးတွေပဲခိုင်းစေထားသေးတယ်လို့ဂျာမန်မော်တော်ယာဉ်လုပ်ငန်းစုကြီးကပြောပါတယ်။အပိုလိုစိတ်ဥတွေဟာထောက်ကုံသစ်မော်တော်ကားတွေရဲ့ကနဦးအစ်စ်ရေသွေးစစ်စင်မှုတာဝန်မျိုးကိုလည်းယူနိုင်စွမ်းရှိပါတယ်။ အကောင်းဆုံးချက်ကအပိုလိုဆေးရုံတွေဟာစွန့်ရင်သုံးစွဲမှုပမာဏနည်းနည်းနဲ့အလုံးလုံးနဲ့တော့ဖြစ်လို့တအားကုန်ခံရေးကိုဘာသာကိုအားသွားသွင်းလိမ့်ရှိပါတယ်။လူတူဆေးရုံတွေကိုလုပ်ငန်းခွင်မှာသုံးဖို့ကြံစီနေတဲ့တခြားကားကုမ္ပဏီတွေလည်းရှိပါတယ်။ Reagan Lease Car Company Tesla ဟာကိုပိုင်လူတူဆေးရုံတွေတီထွင်ဖို့ကြိုးစားနေပြီ။ German Car Company ကြီး BMW ကလည်း Reagan နိုင်ငံတောင်ပိုင်း Carolina ကကားဆေးရုံတွေမှာအဆင့်မြင့်ဆေးရုံတွေကိုစမ်းသပ်သုံးစွဲနေပါတယ်။ 2024ခုနှစ်မှာတရုတ်ရဲ့ Dow Fan Motor ကားကုမ္ပဏီဟာငြိမ်သက် AI နည်းပညာအသုံးပြုပြီးစက်ရုပ်တစ်ခုကိုလက်တွေ့စံတက်စတင်အသုံးပြုခဲ့ပါတယ်။ Apollo နဲ့တူညီစွာပဲ Dow Fan ရဲ့စက်ရုပ်ဟာလည်းပစ္စည်းသိမ်မှုနဲ့အရေးသွေးစစ်ဆေးမှုတွေကိုအဓိကတာဝန်ယူကန်တွယ်ပေးနေတာလို့သိရပါတယ်။